တက်25ရှိပြီတဲ့အခုမှဘောကစရမှာမလို့တဲ့လမ်းပြောင်းနေပါတယ်တဲ့ဟိုကကောင်းလို့ဒီကကောင်းလို့ ਨੇ ဘာလို့ရမှန်းမသိဖြစ်နေတယ်တဲ့စစ်တက်ကလည်းအောက်ဆုံးရောက်နေပါပြီတဲ့ဆိုတော့25မှာဘောကစတာပေါ့နော်ကျွန်တော်တို့ကငယ်ရွယ်တဲ့အချိန်မှာ အတက်နိုင်ဆုံးအမှားအများဆုံးလုပ်ရတယ်ရွေးချယ်မှုတွေမှားယွင်းတာတွေကိုလက်ခံလို့ရတယ်အဲ့ဒါကြောင့် ဟိုဟာကောင်းရင်ဟိုဟာလုံးရင်ကောင်းအောင်မယ်ဒီဟာလုံးရင်ကောင်းအောင်မယ်ဟိုဟာလုံးလိုက်ဟိုဟာဖြစ်သွားမယ်ဒီဟာလုံးလိုက်ဒီဟာဖြစ်သွားမယ်ဆိုပြီးတော့တွေးနေတာထက်ကိုကိုတန်တန်လမ်းကြောင်းတစ်ခုခုကိုကိုနဲ့အနီးဆက်ဆုံးကိုအမြန်ဆုံးလုပ်လို့ရတဲ့လမ်းကြောင်းတစ်ခုခုကိုရွေးချယ်ပြီးတော့ လှုပ်လိုက်တာကပို့ပြီးတော့ထိရောက်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာရွေးချယ်ခဲ့တဲ့လမ်းကြောင်းတွေဒီမှန်နေတွေမှားတွေတွေမရှိပါဘူး။အဓိကအများဆုံးရွေးချယ်ဖို့ကသာပို့ပြီးတော့အဲကောင်းတဲ့ရလက်ကိုဖြစ်ဖို့ဥတည်စေတာပေါ့နော်။အဲ့ဒါကြောင့်မှကိုကဟိုဟာလဲလှုပ်ဖူးမယ်ဒီဟာလဲလှုပ်ဖူးမယ်ဆိုရင်ဘယ်ဟာဒီကောင်းလဲဆိုတော့တွေးလို့ရမှာပါ။အဲ့မှကျွန်တော်ဆိုရင်စပြီးတော့ဟလာစေတန်းပြီးတော့ကျောင်းတက်တော့ကျွန်တော် engineer line ကိုလိုက်တယ်။ ဒါပေမဲ့တကယ်တကယ်အဲ့တုန်းကကျွန်တော်ဝါသနာပါတာအမှုပညာပိုင်းဆိုင်ရာတွေဝါသနာပါတဲ့အဲ့ဒါတွေလုပ်တယ်တကူမှမအောင်မြင်ဘူးအဲ့ကနေပြီးတော့ကြောင်းလဲပြီးလဲပြီးတော့အလုံးဝင်မယ်ဆိုပြီးတော့ရည်ရွယ်တယ်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းကလည်းကျွန်တော်နဲ့မကိုက်ဘူးဆိုတဲ့ခံစားချက်ရတယ်အဲ့ဒါနဲ့ကျွန်တော်ဘာသာပြောင်းပြီးတော့တက်တယ်အဲအဲ့ကနေပြီးတော့အလုံးဝင်တဲ့ခါကျကျွန်တော်အယောင်းမိုင်းနဲ့အလုံးဝင်နေအယောင်းမိုင်းနေပြီးတော့ကျွန်တော်စာတင်တဲ့အလုပ်ကိုလည်းလုပ်တယ် အဲ့ကနေပြီးတော့မှကျွန်တော်ဒီကိုပိုင်လုပ်ငန်းဘက်ကိုရောက်လာတာပေါ့နော်ဒါနဲ့မှဒါတော့မှကြားထဲမှာအများကြီးလှုပ်ခဲ့တာရှိသေးတယ်ဆိုတော့ကဟိုဟာလှုပ်လိုက်တရားလှုပ်လိုက်ဟိုဟာလှုပ်လိုက်တရားလှုပ်လိုက်ရမှာကျွန်တော်23 24လောက်မှစပြီးတော့လမ်းကြောင်းပေါ်စရောက်တယ်လို့ပြောလို့ရတာပေါ့နော် ဲ့တော့အဲ့ဒီမှာ landing phase တခုရှိတာပေါ့နော်လေလာနေဟိုကကောင်းလားဒီကကောင်းလားဟိုကဖြစ်နေတယ်ဒီကဖြစ်နေတာပေါ့ကြာရှုံးခဲ့တာတွေလည်းအများကြီးရှိပါတယ်အဓိကကတော့တနေ့နေ့ကိုလိုချင်တဲ့နေရာကိုရောက်ဖို့အတွက်ဆိုတော့အဲ့ဒီကြာရှုံးခဲ့တာတွေမရှိဘဲနဲ့ဘယ်လိုမှမရောက်ပါဘူးအဲ့လိုတွေရောက်အဲ့လိုတွေကြာရှုံးမှုအတွက်ဆိုတော့လေ landing ရွေးနေရင်တော့ကြာရှုံးဖြစ်မှာမဟုတ်ဘူးပေါ့နော်ကြာရှုံးတော့တီးတီးရဲနဲ့ရွေးရင်တော့မှအနည်းဆုံးတော့အတွေ့အကြုံတစ်ခုရပါတယ်